အာတုပါချဖို့အတွက်မသာခေါင်းကိုအိမ်ပေါ်ကနေပြီးအင်းအောက်ကလူကိုပေးနေတဲ့အချိန်မှာပဲရေဖာတယ်ရေဖာတယ်လို့ပြောလို့အခေါင်းကိုလှန့်ကြည့်လိုက်တဲ့အခါမှာအသက်ရှင်းလာတဲ့ဖိုးထုအန်တီကြီးဘာလို့ပြောနေလဲဆိုတာကိုကျွန်တော်တို့နားထောင်ကြည့်လိုက်အောင်ဗျအာမင်္ဂလာပါအာဟိုကိတ်ရလာပမာလာမကိတ်ရလားအမုံနာမည်ဘယ်လိုခေါ်လဲနာမည်ဒေါ်ဝင်းလို့ခေါ်တယ်ဒေါ်ဝင်းနော်အခုဆုံးသွားတာဘယ်သူလဲဘာအတော်လဲမသိဘူးတူ သူလေသူကဘလို့ဘလို့ဆုံးသွားတယ်လို့ဘလို့ဘာယောဂဖြစ်လဲဘာယောဂမှာအောက်ဆီဂျင်ပြတ်တယ်အဲ့လိုလားအောက်ဆီဂျင်ပြတ်တာလည်းမဟုတ်သူပြောတာဘာသမတော်ကတော့ဘာယောဂရဲ့လို့ကိုယ်လည်းမသိဘူးဆေးရုံမှာပေါ့အဲ့လိုဆေးရုံမှာဘာသမတော်ကအကြောင်းအစေကန်းကိုပြတယ်ပြတဲ့ခါကျတော့မရလို့ဆေးရုံကြီးပြန်ပို့တယ်ဟုတ်ကဲ့ပြန်ပို့တဲ့ခါကျတော့သူပြောဟိုရောက်တော့သူပြောအခြေအနေမကောင်းဘူးအခြေအနေမကောင်းတဲ့ခါကျတော့ဟုတ်ကဲ့သူတို့ပြောတာဒီနောက်ဆုံးတက်မှသူတို့ပြောတာပါလေငှက်ပြားပြေးထွက်ဟုတ်ကဲ့ ငါပြသူထက်ပြောပြီးတော့သူပြောတယ်ဟိုနေသွေးလုံးတောက်ခွေသွေးလုံးတောက်ခွေအဟုတ်ဘူးအဲ့ဒါပြောပြီးလို့ကြည့်သူတို့ပြောတယ်မရတော့ဘူးမရတော့ဘူးဟုတ်ပြီမရတော့အဲ့ဒါကိုဖူးကိုလည်းပါတယ်ဘာကိုဖူးကိုလည်းပြောလိုက်တယ်သူ့အဖေကလည်းပြောတာလေကိုသွားမေးလို့လည်းဒီလိုပဲသူပြောတယ်ပြောတဲ့ခါကျတော့ပြောတယ်ဒီနောက်ဆုံးအခါနောက်ဆုံးအခါသွားမေးတဲ့ခါကျတော့သူပြောကိုမေးတာပေါ့နော်အချင်းကြီးဘယ်လိုရှိလဲအကြောက်อ่ะရအောင်ပါလားမရတော့ဘူးလားအသက်ကသူပြောတယ်မရတော့ဘူးလေဒီအောက်ဆီဂျင်ထုတ်လို့ရှိရင် ဒီအဆင်ကျင်ထုတ်လို့ရှိရင်အသက်မရှိတော့ဘူး။ဩော်ဒါထုတ်လိုက်ရင်တိမ်မယ်အဲ့လိုပြောင်းသွားတယ်။အေးအဲ့ဒါဆိုလို့ရှိရင်တိမ်မယ်ဆိုလို့ရှိရင်ဒီကလေးကိုထုတ်ပုံနေထုတ်လိုက်တော့ပေါ့။ထုတ်လိုက်တော့ပေါ့မခွထုတ်လမန်းလေ။အဲမခွထုတ်လမန်းဆိုတာသူပြောတယ်ထုတ်လိုက်ပေါ့ထုတ်ပြီးလို့ရှိရင်ဒီမှာအခက်မယ်ရမလား။အင်းအင်းရတယ်သူပြောအဲ့ဒါဆိုလို့ရှိရင်၃ရက်စောင်း၁၀ရက်နေ့အင်္ဂါနေ့ကြာလို့ရှိရင်လာထုတ်ပြီးတော့ဟိုရွာမှာပြန်ပြီးတော့မီးရှို့မယ်။ဟုတ်ပြီဟုတ်ပြီ။အင်းအဲ့လိုမျိုးโอเคသူပြောတယ်ရတယ်။အင်းအခုကသုံးမီးရှို့ပြီးတော့ပြောလိုက်တော့ပေါ့။ ဆုံးမတော်တယ်မပြောသူပြောတယ်မရတော့ဘူးသူကပြောတယ်မရတော့အဲ့ဒါအမှုရေကတက်တယ်ထည့်လိုက်ပြီလားမထည့်ဘူးလားအဲ့ဒါတက်ယူလာတယ်ထည့်ဆိုတာကိုကကိုကပြောတာအဲ့ဒါအောက်ဆီဂျင်ဖြုတ်ပြီးလို့ရှိရင်အေးအေးတိုက်တယ်ကိုထည့်ပေးပါဟုတ်3ရက်နေ့ပြည့်လို့3ရက်ပြည့်လို့ချင်းလာယူပြီးတော့ဒီမှာမိလာရှုပ်မယ်တကွာအဲ့လိုပြောခဲ့ကိုကလည်းဘာမှမပြောသူလည်းကိုယ်လက်မမရကိုလည်းလက်မထမထိုးကိုလည်းပြန်လာလိုက်တာပေါ့ပြန်လာတော့ပြန်စင်စင်တာပေါ့ဒီမှာလက်မတက်ပြန်စင်လာတယ် မတိကိုပြန်သူတို့အောက်ဆီဂျင်မပြောက်လို့ပြမှာဗောတဘေးပြနေပဲသွေးပဲပြန်လာလို့သွေးနဲ့လေနဲ့ညှိပြီးတော့ပြန်လာအသက်ပြန်ဝင်တာကိုလည်းမသိအတူတူကမသူမတိမတိဂျင်သေးလို့ပဲပြန်ဝင်လာတယ်ကွာအဲ့ဒါဒီနေ့သွားတဲ့ခါကျတော့လူသေးသွားထုတ်မယ်ဗောအင်းသွားတော့ကို့ဖက်ကားပါကိုကခေါ်သွားတယ်ခေါ်သွားတဲ့ခါကျတော့ကို့မှာသွားကြည့်တော့နိုင်ပြောက်နာမယ်မရှိဘူးဟေ့မရှိအတော်အသေးတိုင်းမှလည်းမရှိဘူးအသေးတိုင်းမှနာမည်မရှိဘူးလေဖို့ကနိုင်ပြောက်နာမည်မရှိဘူးအတော်သူပြောတယ်ဟဲ့ ြောထားတယ်လေဒီမှာဒီအေးတိုက်တဲမှာလာထားဘူးပေါ့နော်ကိုပြောထားတယ်ပြောထားတဲ့ခါကျတော့ तू ပြောတာနာမည်မရှိအတော်တစ်ချက်သွားကြည့်တယ် तू ပြောတယ်ဟုတ်သွားကြည့်တော့သွားကြည့်တာပေါ့မေးကြည့်တဲ့ခါကျတော့ပြောတယ်နိုင်ကြောက်ဘလို့ဖြစ်လဲအသေးတိုင်းမှာအခအခအခလိုက်တာဘာလို့အသေးတိုင်းမှာမရှိတာလဲကိုမေးတဲ့ခါကျတော့မသေးဘူးတဲ့6ထမှာတဲ့6ထမှာသူကခုလဲဘလို့ပြောမယ်ကွယ် နရွေးတွေကြီးကောင်းတွေကြီးရင်မှဒင်း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 ဖြစ်ပြီးတော့မျက်ရည်မျက်ခွဲတွေကြပမကနတရားကအပေါ်တက်ပြီးတော့သွားမိတာအဟုတ်ပဲအခရောက်ဆုံးအော်ဒီအကူနဲ့သွားတာလားဒီအကူနဲ့မနေ့မနေ့မနေ့ကဒီအကူနဲ့သွားတာမဟုတ်ဘူးဆရာပူသားနဲ့သွားတာဟုတ်ဆရာပူသားနဲ့ဆရာပူသားနဲ့သွားတာအဲ့ဒါနေ့ရက်ကအပေါ်ညချင်းနေပြီလို့ရှိလားမြင်

မူလတိကလည်းကိုဘာကိုတရားလည်းနာပြီးပြီဘုံကြီးလည်းပြီးပြီ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 ကိုကအဲ့မူလတိကကိုကဘာခေါ်ပြီးတော့အလောင်းပါထဲမယ်ဗောထဲပြီးဒီမှာမိလာရှုံးမယ်အလှအတန်းနေလဲလောက်ပြီးွားပြီးကိုဖုံးတော်သေးတာမှဖုံးရဖုံးကိုကြီးတရားကမရောက်သေးလို့ရောက်တော့ပဲကားပေါ်တက်နေပြီကားပေါ်တက်နေဘုံကြီးကတင်ကြကုန်သွားတဲ့အချိန်မှာလူနာအသက်ဆင်နေပြီအဲ့လိုပြင်းတယ်ဘာမှမသွားသေးဘူးလေတရားတော့နာပြီးွားပြီးတရားတော့နာပြီးွားပြီးအချိန်မှာအလောင်းပွားယူမယ်ဆိုပြီးတော့ဒီမှာဖုံးရတရားဟောတော့ ဟမ်တရားဟုံးနဲ့ကိုကထွက်သွားတယ်တရားဟုံးပြီးမှပုံကြီးကိုကအပီးဆိုပြီးတော့အိမ်မှာတရားနာတယ်အဲကလုံးအဲအဲလိုတော့ဗျအဲဘောဟောဟောတော့ပြောမင်းအဲ့ချိန်မလို့ဖုန်းမဆက်လဲကျွန်တော်ဓာတ်ပုံရိုက်ပြီ။အော်ဘယ်လိုလဲ။အဲ့ချိန်ကမသိပါဘူး။ဘုံမဆက်ပါဘူး။အပြောင်းအလဲဘယ်လိုလဲ။အဲ့တရင်လေးကြားလို့လွန်ပြီးတာပါ။ဘာမှမဟုတ်ကျွန်တော်ကဒီမဆောက်မဆောက်တရင်လာ။ကိုလည်းဝင်လာတာပေါ့နော်။ကုတူလေးအသက်ပြန်ရတယ်ဆိုတော့ကိုလည်းဝင်ခုလိုဖြစ်တာတွေကလည်းဆန်းနေတာ။လူတွေရဲ့ကံတရားပေါ့လေ။တေကံမရောက်တက်မပြောက်လို့ပြောရမှာပေါ့။ ကျွန်တော်တို့အမျိုးထဲမှာလည်းရှိတယ်ဗျသူ့နာမည်ကစောထွေးတဲ့ဒါပေမဲ့အခုတော့ဖိုးထုလို့ခေါ်ကြတယ်သူ့အဖြစ်ပြက်ကဘယ်လိုလဲဆိုတော့သူကသေးသွားတာသေးတဲ့အချိန်မှာဒီတက်ပြောက်ဆွန်းလဲတွေ့ပြီးပြီမနေ့ကသေးတာဒီနေ့တညအိပ်ပြီးပြီဒီနေ့လေ3နာရီလောက်ကြာတော့အတုပချတော့မှာပေါ့ဗျာအတုပချတော့မှာဆိုတော့တုတ်တန်ဇေယကလည်းဒီကရောပွဲတွေကသွားပြီးပြီအတုပကမ္မထမ်းရှုမဲ့ဆရာတော်တွေကလည်းတုတ်တန်ကိုကြွပြီးပြီ ဲ့ဒီခါကျတော့အတုဘကိုချမယ်ဆိုမှအိမ်ပေါ်မှာဒီမှာအခေါင်းထဲကိုထည့်တဲ့အချိန်ကျလဲဆွေမျိုးတွေကဝိုင်းပြီးတအားငိုကြရေရုံးမရကြီးဖြစ်နေတဲ့အချိန်ပြီးတော့အတုဘကိုဒီကမ္မထန်းကောင်ကိုအတုဘခေါင်းထဲထည့်လိုက်တယ်ထည့်ပြီးတော့ဒီအပေါ်ကနေပြရကြမှာအဖုံးအုပ်လိုက်ပြီးပြီအုပ်ပြရကြမှာကဲ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 အောက်ကယူတဲ့ကောင်ကယူယူဆိုပြရကြမှာဒါခေါင်းကြီးကိုမဝိုင်းမပြလိုက်တဲ့အချိန်မှာ ထုံးစံအတိုင်းရေဒီဘွားဆိုတာကမ္မထန်းကောင်ထားတဲ့နေရာကိုလောင်း ပြီးပြီဆိုတော့အဲ့ဒီအတုပါခေါင်းကြီးကိုအပေါ်ကလူကြဝိုင်းမအိမ်ကလည်းမြင့်နေကြအိမ်ကလည်းမြင့်နေအခါကြတာမင်းတို့ကအောက်ကယူခေယူခေဆိုပြီးကြမှာအပေါ်ကနေအတုပါခေါင်းကြီးကိုဟိုဘက်ဒီဘက်300လောက်ဈေးနေပြီးကြမှာအပေါ်ကနေ600လောက်ကထိုးချပြီးအဲ့ဒီမှာအောက်က600လောက်ကပေးပေးဆိုမှာအောက်ကနေအဲ့လိုထိန်းယူရတာပေါ့ဗျာယူတဲ့အချိန်မှာအပေါ်ကလည်းအပေးအောက်ကလည်းအယူမလွတ်သေးဘူးအပေါ်ကလည်းအောက်ကလည်းလုံးလုံးလက်မခံသေးဘူးအဲ့ဒီအချိန်မှာပဲခေါင်းထဲကနေပြကြမှာ ေးစားတယ်ရေးစားတယ်လို့អော်တော့လန့်တဲ့လူတွေကလန့်ကုန်လားဒါပေမဲ့ဟိုနေကင်းကြီးဆိုတော့လေဗျာအာအတုပကိုဆွတ်အခောင်းကြီးကိုမြေပြင်ချထဲတာချပြီးတော့အတုပအခောင်းကြီးကိုလှိုက်ကြည့်လိုက်တော့အဲ့ဒီမှာရေးစားတယ်ရေးစားတယ်ဆိုတော့လှက်ကြည့်လိုက်တဲ့ခါကျတော့မသိဘူးဗျာအထက်ကနေစောထွေးရဟာလူတွေကလဲဟာတချို့ကလဲဖုတ်ဝင်လာလားပေါ့ဗမာတွေရဲ့ယူကြောင်ကြောင်အယူဆအတိုင်းပေါ့ဗျာတေးပြီးသားကြီးတေးပြီးသားကြီးနဲ့ အမင်္ဂလာဖြစ်တယ်ဖြစ်တယ်နဲ့တချို့ကလည်းယူကြောင်ကြောင်အယူဆတွေကလည်းရှိသေးတာဟုတ်အဲ့ဒီခါကျတော့နောက်ပိုင်းကလေးကမတည်ဘူးဆိုပါစို့ဗျာအဲ့ဒါနေပြကြမှာသူ့နာမည်စောထွေးပြောက်ပြရကြမှာဖို့ထူဖို့ထူနဲ့ပြောတယ်တွေ့ကြည့်လိုက်တော့ဗျာမနေ့ကတည်တယ်တညာလည်းအိပ်ပြီးဒီနေ့နေ့လည်း၃နာရီလောက်ကြမှာအတုကချကန်နေမတာခေါင်းအင်ကုန်နဲ့အင်အောင်ကူးတဲ့အချိန်ကြမှာပြန်ရှင်လာတာဆိုတော့ဒီလိုထူးဆန်းတာတွေလည်းရှိတယ်ဗျာ ကဲဗျာဒီဘလော်လေးကတော့ဘာရမို့ပေါ့လောကကြီးမှာတေကံမရောက်တက်မပြောက်ဆိုတဲ့အတိုင်းထူးဆန်းထွေလာအကြောင်းအရာတွေအများကြီးရှိတဲ့အကြောင်းလေးကိုကျွန်တော်ကြုံဘူးတာလေးနဲ့ဒီအန်တီကြီးရဲ့ကိုရစ်ရင်ဖွင့်နေတာလေးနဲ့ကိုဘလော့တစ်ခုအနေနဲ့ကျွန်တော်ကမျှဝေပေးတာပဲဖြစ်ပါတယ်ခင်ဗျ